ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel နဲ့ကြိုဆိုပါရခင်ဗျာကျွန်တော်ရဲ့ဒီ channel လေးကနေဘုသူတမျိုးစုံမျှဝေပေးနေတာဖြစ်ပါတယ်နနခင်တိုင်းမှာဒီမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်အမှတ်စုတို့လေးတွေညနေခင်းပိုင်းမှာတော့ဘုသူတမျိုးစုံပေါ့ဗျာနော် electronic projects လေးတွေစသဖြင့်ပေါ့နော်မျှဝေပေးနေတာဖြစ်ပါတယ်အားကြောင့်မို့ channel လေးကို subscribe မလုပ်ရသေးရင်တငယ်ချင်းလေး subscribe လေးလုပ်ပြီးတော့အားပေးလို့ရပါတယ် ဒီနေ့မှာတော့ကျွန်တော်တို့တရသီးအလွယ်ခူးတဲ့နီလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါလေကြနော်အဲကျတော့တရသီးကိုလွယ်လွယ်ကူကူနဲ့နော်ဒီအပွန်ပဲ့အနာသာမရှိပဲနဲ့လွယ်လွယ်ကူကူလေးခူးဖို့ရာဆိုရင်ကျွန်တော်တို့ဝါလုံးရှိတစ်ချောင်းရယ်နောက်ဒီဒါကတော့ကျွန်တော်ငံပြားရေဘူးကွန်အဟောင်းလေးပါနော်အဲငံပြားရေဘူးကွန်အဟောင်းလေးကိုအဲလိုအဝိုင်းပေါက်လေးပေါ့နော်အဝိုင်းပေါက်ကလည်းဆက်ဝိုင်းနေပါလိမ့်မရှိရင်ရတယ်ဒီမှာကော်ဖီခွက်ဒါမှမဟုတ်ရင်တောက်ရေခွက်နဲ့နော် အမှတ်သားလေးအဝိုင်းပုံစံလေးယူလိုက်မှာဖြစ်ပါတယ်နော်အဝိုင်းပုံစံလေးအရင်ဆုံးယူမယ်တရသီးကြီးရင်တော့ကြီးတယ်လို့ပေါ့ဗျာနော်တရသီးသေးရင်လည်းသေးတယ်လို့ခမှန်းပြီးတော့ဒီစဝိုင်းပုံလေးယူလိုက်ပါမယ်နော်အဲ့လိုစဝိုင်းပုံအမှတ်သားလေးယူပြီးရင်ကျွန်တော်တို့အဲ့ဒီအမှတ်သားလေးအတိုင်းဓာတ်ချက်ချက်ကလေးနဲ့နော်လိုက်ပြီးတော့လှီးလိုက်ရင်ရပါပြီကြည့်ရအောင်ဗျာနော် ဟုတ်ကဲ့အခုလို့ဝိုင်းပေါက်လေးပေါက်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဝလုံးရှိရှိလေးရဲ့ထိတ်မှာဒါဒီဘူးကွန်ရဲ့နော်ဘူးကွန်ရဲ့အပေါက်နဲ့ဒါကွက်တီပေါ့ဗျာနော်ဝါလုံးလေးကိုထိုးသွင်းလိုက်မယ်ငဲအောင်လေးပေါ့နော်ကြက်ကြက်လေးတော့ပြတ်မှာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီတည်တည်ကိုခူးလိုက်တဲ့အခါမှာဒီဘူးကိုပြုတ်ထွက်မှသွားအောင်တန်ချောင်းလေးနဲ့နော်တန်ချောင်းလေးတစ်ချောင်းနဲ့ရိုက်ပြီးတော့ထိန်းလိုက်မှာဖြစ်ပါလိမ့်ဗျာနော်တန်ချောင်းကဒီ နှစ်လက်မတန်ချောင်းဆိုရင်ကွက်တီပါပဲနော်နှစ်လက်မတန်ချောင်းလေးနဲ့ဒါကျွန်တော်ကတန်ရိုက်တာတိတ်ပြီးတော့မကျွမ်းကျင်ဘူးလက်ကိုတစ်ခါထုမိလို့မနော်ဒီတစ်ခါတော့ကျွန်တော်ကလက်မထုမိအောင်လို့ပလာယာနဲ့တန်ချောင်းကိုညှက်ပြီးမှရိုက်တာနော်ကဲအဲ့လိုလေးတန်ချောင်းကိုအဆုံးထိရိုက်ထည့်လိုက်ပါနော်ဒါဆိုရင်တော့ကျွန်တော်တို့အတိအသီးခူးလို့ရပါပြီ အင်မတန်မှရွှေရှင်းလွယ်ကူတဲ့နီလန်းလေးဖြစ်ပါတယ်နော်ဒီတိုင်းဝလုံးနဲ့ထိုးချွေရင်ကျွန်တော်တို့တည်ရသီးတွေကွဲပြီးတော့အနာအစာလေးဖြစ်မယ်ဒီလိုဘူးလေးနဲ့နော်ခူးမယ်ဆိုရင်အနာအစာမရှိပဲနဲ့နော်ဒါလွယ်တကူခူးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ခူးကြည့်မယ်ဗျာနော်ဒီမှာဟိုမှာတလုံးမှဲ့နေပြီတလုံးမှဲ့နေပြီအဲ့ဒီအလုံးလေးကို ကျွန်တော်အရင်ဆုံးခူးမယ်

ကဲဆိုရင်ဆွဲလိုက်ရင်ရပြီတည့်ရသီးပါလာပါပြီခင်ဗျာဒါဆိုရင်ကျွန်တော်တို့အနာအဆမရှိဘဲနဲ့ပေါ့နော်အနာအဆမရှိဘဲနဲ့တည့်ရသီးလေးတွေကိုဒါလွယ်လွယ်ကူကူကုလို့ရပါပြီခက်ခက်ပဲချူနောက်တစ်လုံးနောက်တစ်လုံးခူအောင်မယ်ပေါ့နော်နောက်တစ်လုံးကနည်းနည်းမြင့်တယ်ဗျာကျွန်တော်ဝလုံးနဲ့တောင်သိမ့်မယ်မိချင်းတော်တော်လေးမြင့်တယ်ကဲအဲ့ဒါလေးကို သေးသေးကမှဲ့နေရနော်ဘလုံးကတိတ်မှမှီဦးပြက်နေရဗျာဟောဗျာပြုတ်ကြသွားသေးသေးကပင်မှဲ့ပြက်နေရဗျာနော်ပြုတ်ကြသွားပြီဘလုံးကလည်းနည်းနည်းတိုးနေရခဏတလုံးခူးမယ်ဗျာဒီလုံးလေးကတော့မှီတယ်ဘလုံးနဲ့အဲအตาရလေးပဲနော်အပေါက်လေးနဲ့တက်ရင်ဆွဲယူလိုက်ရင်ရပြီ ကဲအဆင်ပြေပါတယ်ခင်ဗျာအဆင်ပြေပါတယ်ဒီခုဒီဒီဒီခုလို့အဲကျွန်တော်ကဲဒီနေ့စားဖို့တလောက်ဆိုင်ရပြီတော်ပြီเนาะဒီလိုပင်မဲ့လေးတွေကအင်မတန်မှသာစိန်တလုံးမျိုးပါเนาะပင်မဲ့လေးတွေကိုအခုလိုခြွေပြီးတော့စားရတာအင်မတန်မှအရသာရှိပါเนาะဒီအသီးမဲ့လေးတင်ပြီးတော့ထမင်းဖြူလေးနဲ့စားရင်လည်းအရန်ကောင်းတယ်ဗျာเนาะစားလို့ကောင်းတယ်ချူရကလည်းကျွန်တော်တို့တော်တော်လေးကိုချူရတယ်เนาะ ကဲဆိုရင်ကျွန်တော်ဒီ knowledge channel လေးကိုအများအားပေးနေတဲ့ပရိသတ်နော်လူချင်းတယောက်ချင်းစီကိုသူပဲကျေးဇူးတင်ပါတယ်လာမဲ့ဒီဘုဒ္ဓမျိုးစုံဗီဒီယိုတွေမှာလည်းစောင့်ညှော်ပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်ကဲအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ